ားလုံးပဲမင်္ဂလာပါ အခုချိန်မှာတော့ကျမတို့ group 3က 7B2M07 7B2M08 နဲ့ 7B2F10 တို့ကအင်းဒီကန်အကြောင်းကိုရွှေချောချောလေးနဲ့ကျမတို့အဖွဲ့ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဟာရှမ်းပြည်နယ်ရဲ့တောင်ပိုင်းညောင်ရှင်မြို့နယ်မှာတည်ရှိပါတယ်မွန်ညင်ခရိုင်ရှိအင်းတော်ကြီးမှလွဲလျင်မြန်မာနိုင်ငံရဲ့ဒုတိယမြောက်အကြီးဆုံးကန်ပဲဖြစ်ပါတယ် အင်းလေးကံကိုနန်းပန်ရွာဟဲရရွာမှနောင်တိုးရွာရွာကြီးတန်ပုံစတဲ့အင်းရွာလေးရွာကဝင်းရံထားတာကြောင့်အင်းလေးကံလို့ခေါ်ကြပါတယ်။အင်းလေးကံမှာရှိတဲ့အစင်းရောင်တောင်တန်းနေနဲ့အပြာအောင်ရည်ပြင်းဟာလိုက်ဖက်လာပါတယ်။အင်းလေးကံကိုရှမ်းပူအုဒနုတောင်ယူစတဲ့တောင်ပေါ်သားတွေနဲ့အင်းသားတွေကချံရံပြီးနေထိုင်ကြပါတယ်။အင်းလေးသူအင်းလေးသားတွေကရည်ပြင်းကိုမပြင်းကြီးဖြစ်အောင်ပြုလုပ်ပြီးအိမ်များတိဆောက်ခါနေထိုင်ကြပါတယ်။ ောင်းတန်းနေရဲ့ရင်းညူစိမ့်စိမ့်မိုးပြပြရေပင်ကြီးကိုလည်းလွန်းတာလို့အီဂျက်နဲ့ရန်တေဦးသဘောဝတ်ကိုလည်းအများနဲ့ခံစားရပါတယ်။အင်းလေးဒေတာကိုရောက်ရင် ဖောင်တော်ဦးဖရာရွာမရေပေါ်ရှင်ငဖဲကြောင်ကျောင်းတိုင်းရွှေအင်းတိမ်ဖရာစတဲ့ထင်ရှားတဲ့နေရာတွေကိုစစ်လီစီကတွားရောက်လဲပတ်နိုင်ပါတယ်။ငဖဲကြောင်ကျောင်းတိုင်းကိုကျောင်းဟုံကျောင်းလိုလည်းလူသိများပါတယ်။ဖောင်တော်ဦးဖရာဘွဲဟာနတ်ဟုရွာမှာရှိပြီးအင်းသားတွေရဲ့တရားတရားကိုဖော်ပြတဲ့ဘွဲလို့လည်းဆိုပါတယ်။အင်းလေးကရှိဖောင်တော်ဦးဖရာဟာဗာဗာရေးဆိုင်ရာကိုယ်ွယ်မှုတစ်ခုအနေဖြင့်တမကမြန်မာနိုင်ငံရှိ ခရီးသွားအဲ့တဲ့များကိုဆဲဆောင်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ဖောင်တော်ဦးစီဒီမှာဗုဒ္ဓဆင်းတုငါးစုစံပေတော်မူလျက်ရှိပြီးရွှေချရွှေတင်ရဲ့အကဲ့များလို့၍တရာလုံမှုကြောင့်ဆင်းတုတော်တို့မှာမူလရုပ်တွင်ပင်ပြောက်၍မမှတ်မိနိုင်တော့ပါ။ဖောင်တော်ဦးစီဒီပွဲတော်ကိုဝါကျွတ်တီအော်တိုဘာလာတွင်နှစ်စဉ်ချင်းမှမြည်ဖြစ်၍တုံးကျကြပါရယ် ရင်းပွဲတော်မှာနိုင်ငံအဆင့်ထိအရေးပါတဲ့၍ဗုဒ္ဓဆင်တု၄စုကိုတော်ဝင်ကရဝိတ်ဖော်ပေါ်တင်၍အခြားအင်းလေးအတွင်ဇီဒီပရုမြအဖျက်၍အလဲလဲပူဇော်ခံလေးရှိပါတယ်။အင်းသားချင်းချင်းဆွေးဆွမ်းအပြိုင်ပြီးပြန်ပွဲလို့လည်းခေါ်နိုင်ပါတယ်။အင်းလေးဒေသရဲ့ရေပေါ်ကျွမြခင်းချင်းကြီးဆိုင်ခင်းတွေဟာလက်ဆက်တဲ့သဘာဝတီးနှံတွေလို့နာမည်ကျော်ပါတယ်။အင်းလေးဒေသရဲ့ငါးဖန်းလုံနဲ့မင်းမီလုံနဲ့ကျန်နဲ့အခြားလေယာလုံနဲ့ ပိုးထဲခြိခဲကြာချင်းငင်ကြာချင်းငင်နေနဲ့ပြုလုပ်ထားတဲ့ကြာတင်ငယ်လုပ်ငန်းတွေကထင်ရှားပါတယ်။ဖမ်းမိနယ်ကိုရောက်ဖို့သူတိုင်းဟာအင်းလေးရဲ့အထိမ်းမဲ့ပစ္စည်းတွေကိုဂုဏ်ယူပြုစုလေးရှိကြပါတယ်။ပြီးသွားလုပ်ငန်းတွေဖင်ပြလာတော့ကြောင့်ခင်းနဲ့အညီတိဆောက်ထားတဲ့ဂျီဘောဟိုတယ်၊မိုတယ်၊တဲခုခန်းတွေမှာတဲခုပြီးအင်းကြီးပြင်ကိုမြှုံလေးကငါးထမင်းနဲ့ဝသားချင်းနှုတ်နဲ့အင်းမုတ်ကြီးတူဦးကျော်ရင်းလေးချမ်းစတဲ့ အစားအသောက်တွေကိုစားနိုင်တဲ့အတွက်အင်းလေးကန်ရဲ့သဘာဝရတာကိုမမေ့နိုင်ရဘူးလို့ပြောဆိုကြပါတယ်။ကျွန်မတို့တင်ဆက်ပေးတဲ့ဘုံကြည့်ရှုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ယခုကြည့်ရှုနေကြတဲ့သူတွေလည်းစိတ်အချမ်းသာရှင်ကိုယ့်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံပြီးဘေးအန္တရာယ်အဖျော်ဖျားကင်းဝေးကြပါစေလို့ကျွန်မတို့ group 3မှာဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်။